မင်္ဂလာပါသားတို့သမီးတို့ရေခြေကတော့တတ္တမရံဇာရိတနဲ့ပြည်သူနီတိဘာသာရက်ကိုတင် जा ပေးမဲ့ခြေခင်ဖြစ်ပါတယ်ဒီနေ့ခြေပြောပြပေးမဲ့အကြောင်းအရာလေးကတော့အခန်း၃စီကန့်နဲ့ဥပရိရဲ့သင်္ကန်းစာနှစ်ရက်ရွာရေးရာတိမှတ်เสียအကြောင်းပဲဖြစ်ပါတယ်သင်္ကန်းစာနှစ်ရက်ရွာရေးရာတိမှတ်เสีย ကျောင်းသားများသည်တဲ့ကြေးရွာနှင့်ရက်ွက်အသီးသီးတွင် နေထိုင်ကြသောရက်သူရွာသားများဖြစ်ကြပါလေထို့ကြောင့်ကျောင်းနေစဉ်ကာလကလေးကရက်ရွာရေးရာတိမှတ်စရာတွေကိုသိရှိနားလည်ထားသင့်ပါလေကျောင်းသားတွေဟာမိသားစုတွင်းမှာပဲဖြစ်စေကျောင်းမှာပဲဖြစ်စေပြုမှုပြောဆိုနေထိုင်တဲ့နေရာမှာမိသားစုစည်းကမ်းကျောင်းစည်းကမ်းတွေကိုလေးစားလိုက်နာကျင့်သုံးခြင်းအဖြစ်လူကောင်းလူမုံများဖြစ်လာကြပါလေအဲထို့မှတစ်ဆင့် ရက်ရွာစီကံဥပဒေများတဲ့ကိုသိရှိနားလည်ပြီးတော့လေးစားလိုက်နာကျင့်သုံးတော့ရက်သူရွာသားကောင်းများဖြစ်ရန်ကြိုးစားနေထိုင်ကြရမှာ ဖြစ်ပါတယ်။အဓိပ္ပာယ်ဖွင့်ဆိုချက်ရက်ွက်ရက်ွက်ဆိုတာကနော်တက်ဆိုင်ရာမြို့နယ်ရဲ့နယ်နိမိတ်အတွင်းရက်ွက်အဖြစ်နယ်နိမိတ်သတ်မှတ်ထားဖွဲ့သတ်မှတ်ဖွဲ့စည်းထားတဲ့ဒေသကိုဆိုလိုတာဖြစ်ပါတယ်။ကဲကြီးရွာ ကျေးရွာဆိုတာကရောသက်ဆိုင်ရာမြို့ရဲ့နယ်နိမိတ်အတွင်းမှာပါဝင်ခြင်းမရှိဘဲနဲ့နယ်မြေမှာကျေးရွာဖြစ်နယ်နိမိတ်သတ်မှတ်ဖွဲ့စည်းထားတဲ့ဒေသကို ဆိုလိုတာဖြစ်ပါတယ်။နောက်တစ်ခုကကျေးရွာအုပ်စုကျေးရွာအုပ်စုဆိုတာကကျေးရွာတရွာကိုဖြစ်စေနော်ကျေးရွာအများကိုပဲဖြစ်စေပြီးတော့စုစည်းပြီးတော့ကျေးရွာအုပ်စုအဖြစ်နယ်နိမိတ်သတ်မှတ်ဖွဲ့စည်းထားတဲ့ဒေသကိုဆိုလိုပါတယ်။ ကဲသားတို့သမီးတို့ရေကျဲတို့မြို့ဆိုတာလေးကိုဆက်ပြီးတော့နေလာချေကြရအောင်နော်မြို့ဆိုတာကတက်ဆန်ရရက်ွက်များကိုစုစည်းပြီးတော့မြို့အဖြစ်နယ်နိမိတ်သတ်မှတ်ဖွဲ့စည်းထားတဲ့ဒေသကိုဆိုလိုပါတယ်ဥပမာအဖြစ်ဟလာရန်ကုန်မြို့တောင်ကြီးမြို့လာရှိုးမြို့အေးအဲ့ဒီလိုလေးပေါ့ဒါမြို့ဒါလေးကိုမြို့လို့ဆိုလိုဆိုလိုခြင်းဖြစ်တယ် မြို့နယ်မြို့နယ်မြို့နယ်ဆိုတာကသက်ဆိုင်ရာရက်ွက်တွေကိုပဲဖြစ်စေသက်ဆိုင်ရာကျေးရွာအုပ်စုတွေနဲ့မြို့ကိုပဲဖြစ်စေစုစည်း၍เนาะမြို့နယ်ဖြစ်နယ်နိမိတ်သတ်မှတ်ဖွဲ့စည်းထားတဲ့ဒေသကို ဆိုလိုပါတယ်။ကဲကျေလို့ဆက်ပြီးတော့မြို့တွေရက်ရွာတွေကျေးရွာတွေအကြောင်းတွေပြောပြီးတဲ့အခါမှာအိမ်တော်စု ကိုစလဲဆိုတာလေးတွေကိုဆက်လေ့လာကြရအောင်เนาะအိမ်တော်စုကိုစလဲတဲ့အိမ်တော်စုကိုစလဲဆိုတာကရက်ွက်သို့မဟုတ်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှုကိုမဲပေးပိုင်ခွင့်ရှိတဲ့အိမ်တော်စုတစ်ခုရဲ့အိမ်တော်ဦးစီးသို့မဟုတ်၁၈နှစ်ပြည့်ပြီးတဲ့မိသားစုဝင်တဦးဦးကိုဆိုလိုတာဖြစ်ပါတယ်။ဒါလို့သမီးတို့အိမ်မှာလည်းအသက်၁၈နှစ်ပြည့်ပြီးတဲ့မဲပေးပိုင်ခွင့်ရှိတဲ့သူကိုဆိုလိုတာဖြစ်ပါတယ်။ကဲပြီးတော့နောက်တစ်ဆင့်တက်ပြီးတော့ဆက်ပြီးတော့လေ့လာကြရအောင်။ဆယ်အိမ်မှုဆယ်အိမ်မှုဆိုတာကယာအိမ်မှုရွေးချယ်ရန်အတွက်နော်ရက်ွက်သို့မဟုတ်ကြေးရွာအုပ်စုအုပ်ချုပ်ရေးမှုကိုအထောက်အကူပြုဖို့အတွက် သက်ဆိုင်ရာဆယ်အိမ်စု အဖွဲ့အစည်းကရွေးချယ်ထားတဲ့သူကို ဆိုလိုတာဖြစ်ပါတယ်။ကဲဆယ်အိမ်မှုပြီးတော့ကယာအိမ်မှုယာအိမ်မှုဆိုတာကရက်ခုနပြောသလိုရက်ွက်သုံးဖို့ကြေးရွာအုပ်စုအုပ်ချုပ်ရေးမှုရွေးချယ်ရန်အတွက်နောက်တစ်ခါရက်ွက်သုံးဖို့ကြေးရွာအုပ်စုအုပ်ချုပ်ရေးမှုကိုအထောက်အကူပြုဖို့အတွက်နော်ဒီသက်ဆိုင်ရာခုနယာအိမ်စုအဖွဲ့အစည်းကရွေးချယ်ထားတဲ့သူကိုဆိုလိုတာဖြစ်ပါတယ်။ဆယ်မှုယာအိမ်မှုပြီးတော့ကျေးရွာတာဝန်ခံ ကဲကျေတို့ဆယ်အိမ်မှုရအိမ်မှုပြီးတော့နောက်တစ်ခုကကျေးရွာတာဝန်ခံကျေးရွာတာဝန်ခံဆိုတာကကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုကိုအထောက်အကူပြုဖို့အတွက်သက်ဆိုင်ရာခုနရာအိမ်မှုတွေကရွေးချယ်လိုက်တဲ့သူကိုဆိုလိုတာဖြစ်ပါတယ်ကဲဆက်ပြီးတော့နောက်တစ်ဆင့်ရက်ွက်သုံးဖို့ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုရက်ွက်သုံးဖို့ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှု ရက်ွက်သွုံးမှုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုဆိုတာကသက်ဆိုင်ရာရက်ွက်သွုံးမှုကျေးရွာအုပ်ချုပ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ဖို့အတွက်ဥပဒေအရခန့်အပ်တာဝန်ပေးခြင်းခံထားရတဲ့လူပုဂ္ဂိုလ်ကိုဆိုလိုတာဖြစ်ပါတယ်။ကဲသားသမီးတို့ရေအခု channel အတူတူစကဝိုင်းဆွေးနွေးပွဲလေးတစ်ခုကိုလေ့လာကြည့်ရအောင်เนาะရက်ွက်သွုံးမှုကျေးရွာအုပ်ချုပ်ရေးမှုရွေးချယ်တင်ပြောက်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်ကစကဝိုင်းလေးတစ်ခုပေါ့เนาะ အဲ့မှာညှိနှိုင်းဆွေးနွေးသူတွေကဘသူတွေပါမလဲဆိုတော့ညှိနှိုင်းဆွေးနွေးသူကဆီယာမဒေါ်လွန်တွေမှာเนาะသူကအလေရန်ဇာရိတနဲ့ပြည်သူညတီဆီယာမဖြစ်ပါတယ်။ဥဆောင်ဆွေးနွေးမဲ့သူတွေကတော့ရက်ွက်အုပ်ချုပ်ရေးမှုဥကျော်ကိုကိုစင်เนาะရမီရဖဥချမ်းငိမ့်အောင်နဲ့ရမီရဖဒေါ်ချူချူမြင့်တို့ဖြစ်ပါတယ်။ကဲခြေလို့စကဝိုင်းဆွေးနွေးပွဲလေးကိုစတင်လိုက်ကြရအောင်เนาะဆီယာမဒေါ်လွန်တွေမှာပါစပြောမလဲဆိုတော့ ဇကဝိုင်းဆွေးနွေးပွဲလေးကိုတက်ရောက်လာတဲ့သူအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်။ဒီဇကဝိုင်းဆွေးနွေးပွဲလေးမှာကျမကညှိနှိုင်းဆွေးနွေးသူအနေနဲ့ဆောင်ရွက်မှာဖြစ်ပါတယ်။ဒီကနေ့ဇကဝိုင်းမှာကျမတို့ဆွေးနွေးမယ့်အကြောင်းအရာကတော့ရက်ွက်သို့မဟုတ်ကြေးရွာအုပ်စုအုပ်ချုပ်ရေးမှုရွေးချယ်တင်မြှောက်ခြင်းဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ရမီရဖတ်တူဖြစ်တဲ့ဒေါ်ချူချူမြင့်ကစပြီးဆွေးနွေးပေးပါဦး။ဒေါ်ချူချူမြင့် အားလုံးပဲမင်္ဂလာပါရှင်။ကျမကတော့ဒေါ်ချွချွမြင့်ဖြစ်ပါတယ်။ရမီရဖတ်ဦးပါ။ကျမကိုစပြီးဆွေရွေခွင့်ပေးလို့ဝမ်းပသာပါတယ်နော်။ရက်ွက်အသုံးမှုကြေးရွာအုပ်စုအုပ်ချုပ်ရေးမှုရွေးချယ်တင်ပြရမှာကျမတို့ရမီရဖတ်တွေကကြီးကြပ်ရေးအနေနဲ့တာဝန်ယူဆောင်ရွက်ရပါတယ်။ရက်ွက်အသုံးမှုကြေးရွာအုပ်စုအုပ်ချုပ်ရေးမှုရွေးချယ်ရမှာကြီးကြပ်နိုင်မှုအတွက်ရက်ွက်သုံးမှုကြေးရွာအုပ်စုတွင် နေထိုင်သူတွေက ရွေးချယ်ပေးတဲ့အဲ့ဒီတာဝန်ကိုထမ်းဆောင်ဖို့ဆန္ဒရှိတဲ့ရမ်မီရက်ဖတ်၅ဦးကို ကြီးကြပ်ရေးအဖွဲ့ဖြစ်မြို့နယ်အုပ်ချုပ်ရေးမှုကဖွဲ့စည်းတာဝန်ပေးအပ်ပါတယ်ဆရာမဒေါ်လူတွေမှာပါပြန်ပြောလဲဆိုဟုတ်ကဲ့ပါရှင်ကြီးကြပ်ရေးအဖွဲ့ကဘာတာဝန်တွေထမ်းဆောင်ရတယ်ဆိုတာဦးချမ်းငိမ့်အောင်ကရှင်းပြပေးပါဦးဦးချမ်းငိမ့်အောင်ကဆက်ပြီးရှင်းပြပေးမယ်เนาะကြည်ကြက်ရေးအဖွဲ့ကရက်ွက်သွို့ဖို့ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့အိမ်တော်စုစီးရင်တွေကိုယူပြီးတော့ တတ်မှတ်ထားတဲ့နီလန်းတွေနဲ့ညီရက်ကွက်သို့မဟုတ်ကြေးရွာအလိုက်နော်တစ်ဆက်တစ်ဆက်ထဲအစင်လိုက်ဖြစ်တဲ့ဆယ်အိမ်စုအဖွဲ့နဲ့ရာရာအိမ်စုအဖွဲ့တွေကို ဖွဲ့စည်းရပါတယ်ဆယ်အိမ်စုကဆယ်အိမ်စုအသီးသီးမှနေထိုင်တဲ့အိမ်အောင်စုကိုယ်စားလှယ်တွေကို စုစည်းပြီးတော့အရေးချင်းနဲ့ပြည့်စုံသူတဦးကိုပဲအများဆန္ဒနဲ့ညီဆယ်အိမ်မှုဖြစ်ရွေးချယ်ရပါတယ်နော်ရာအိမ်စုအသီးသီးမှရွေးချယ်ခံရတဲ့ ဆယ်အိမ်မှုတွေကယာအိမ်မှုတူဦးပဲသက်ဆိုင်ရာယာအိမ်စုအတွင်းမှာရှိတဲ့အိမ်နောင်စု ကိုယ်စားလှယ်တွေရဲ့အများဆန္ဒနဲ့အညီရွေးချယ်ရပါတယ်။ရွေးချယ်ခံထားရတဲ့ယာအိမ်မှုတူပဲရှိမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကိုရက်ွက်သုံးမဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုအဖြစ်ခန့်အပ်တာဝန်ပေးနိုင်ဖို့မြို့နယ်အုပ်ချုပ်ရေးမှုကဆက်လက်တင်ပြရပါတယ်။ရွေးချယ်ခံထားရတဲ့ယာအိမ်မှုတူထက်ပုံနေရင်တော့အဲ့ဒီပုံကိုယ်လေးကိုနံပါတ်1เนาะ ရက်ွက်တီမှာရက်ွက်အုပ်ချုပ်ရေးမှုလောင်းများအဖြစ်၎င်းရက်ွက်အုပ်ချုပ်ရေးမှုလောင်းများစွာနောက်ထပ်ရွေးတဲ့နေရာမှာသူတို့ကိုပြန်ပြီးတော့ရွေးချက်ခံမှုပေါ့နော်ကျေးရွာအုပ်ချုပ်ရေးကျေးရွာအုပ်စုများမှာလည်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုလောင်းများအဖြစ်၎င်းအမည်စရင်ပြုစုရပါတယ်နှစ်ရက်ွက်တို့မှုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုလောင်းများအဖြစ်အမည်စရင်ပြုစုရတဲ့နေရာမှာအုပ်ချုပ်ရေးမှုတာဝန်ထမ်းဆောင်ရန်ဆန္ဒမပြုတဲ့ယာယီမှုတွေရှိလို့ရှိရင် သူတို့ရဲ့အမိကိုရက်ွက်သွို့မှုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုလောင်းနေရာမှာခြံလှက်ထားမှာဖြစ်ပြီးတော့ရက်ွက်သွို့မှုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုဥပဒေမှာဖော်ပြထားပါတယ်။ကဲဆက်ပြီးတော့ဆရာမဒေါ်လွန်လွန်မှာလက်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်။ပြုစုထားတဲ့အမိစင်းပါပုံကိုယ်တွေတဲကရက်ွက်သွို့မှုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုတူကိုဘလို့ရွေးချယ်တင်ပြရမယ်ဆိုတာကိုဒေါ်ချိုချိုမြင့်ကဆက်လက်ပြီးတော့ဆွေးနွေးပေးပါအောင်။ဒေါ်ချိုချိုမြင့်က ဆက်ပြောမယ်နော်သက်ဆိုင်ရာရက်ွက်သွို့မှုကျေးရွာအုပ်စုအတွင်းမှာရှိတဲ့အိမ်အောင်စုကိုယ်စားလှယ်တွေကတတ်မှတ်ထားတဲ့နေရက်တွေမှာလျှို့ဝှက်ဆန္ဒမဲပေးပြီးရွေးချယ်ရပါမယ်။ရရှိတဲ့ဆန္ဒမဲတွေကိုရေတွက်ပြီးတော့မဲအများအနည်းလိုက်အမည်စင်းပြုစုကြီးညာရပါမယ်နော်။ကျေးရွာတရွာထက်ပုံမှုဖွဲ့စည်းထားတဲ့ကျေးရွာအုပ်စုတွေမှာသက်ဆိုင်ရာကျေးရွာတာဝန်ခံအဖြစ်စဲအိမ်မှုယာအိမ်မှုတွေက မိမိတို့တွေကတဦးကို အများဆန္ဒနဲ့အညီရွေးချယ်ရပါမယ်။ရက်ွက်သို့မဟုတ်ကြေးရွာအုပ်စုအုပ်ချုပ်ရေးမှုရွေးချယ်ပွဲပြီးတဲ့အခါမှာအဲ့ဒီပွဲနဲ့ဆက်လျင်းတဲ့အချက်၃ချက်ကိုမြို့နယ်အုပ်ချုပ်ရေးမှုထံတင်ပြရပါမယ်။အဲအဲ့ဒီအချက်ကလေးတွေကတော့၁ရက်ွက်သို့မဟုတ်ကြေးရွာအုပ်စုအုပ်ချုပ်ရေးမှုအဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရသူ၏အမည်စည်းနှင့်ကိုယ်ရေးအချက်လက်များ၂ ကျေးရွာတာဝန်ခံများယာအိမ်မှုများအဖြစ် ရွေးချယ်ခြင်းခံရသူများ၏အမည်စရင်းနှင့် ကိုရေးချက်လက်များ၃ဆယ်အိမ်မှုများ၏အမည်စရင်းနှင့်ကိုရေးချက်လက်များပဲဖြစ်ပါတယ်ကြီးကြပ်ရေးအဖွဲ့ကတင်ပြလာတဲ့အမည်စရင်းပါပုံကိုယ်တွေကိုစစ်စစ်ပြီးတော့သတ်မှတ်ထားတဲ့အရေးချင်းနဲ့ပြည့်စုံခဲ့ရင် ရက်ွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုဖြစ်ခန့်အပ်ပါတယ် သက်ဆိုင်ရာကြေးရွာတာဝန်ခံယာအိမ်မှုဆဲအိမ်မှုတွေကိုလည်းတာဝန်ပေးအပ်ရပါတယ်။ကဲပြီးတော့ဆရာမတော်လူနေမှာဆက်ပြောမယ်။အခုလိုပြည့်ပြည့်စုံစုံရှင်းပြပေးတာကျေးဇူးတင်ပါတယ်ရှင်။ရက်ွက်သို့မဟုတ်ကြေးရွာအုပ်စုအုပ်ချုပ်ရေးမှုကြေးရွာတာဝန်ခံယာအိမ်မှုဆဲအိမ်မှုတွေမှာပြည့်စုံရမယ့်အရေးချင်းတွေကဘာတွေလဲဆိုတာကိုဥက္ကဋ္ဌဦးကျော်ကိုကိုစင်ကပြောပြပေးပါအောင်ရှင်။ကဲဥကျော်ကိုကိုစင်ကဆက်ပြီးတော့ပြောပြပေးမယ်နော်။ ရက်ွက်သွို့မှုကြေးရွာအုပ်စုအုပ်ချုပ်ရေးမှုကြေးရွာတာဝန်ခံယာအိမ်မှုဆယ်အိမ်မှုတွေမှာပြည်စုံရမယ်အရေးချင်းတွေကတော့၁နိုင်ငံသားမိဘနှစ်ပါးကမွေးဖွားသော နိုင်ငံသားဖြစ်ခြင်း၂အသက်25နှစ်ပြည့်ပြီးသူဖြစ်ခြင်း၃တက်ဆိုင်ရာ ရက်ွက်သွို့မှုကြေးရွာအုပ်စုတွင်တစ်ဆက်ထဲအနည်းဆုံး9နှစ်နေထိုင်သူဖြစ်ပြီးတော့လက်ရှိတာဝန်ထမ်းဆောင်နေချိန်မှာတက်ဆိုင်ရာရက်ွက်သွို့မှု ကျေးရွာအုပ်စုမှာအမှန်တကယ်နေထိုင်မဲ့သူဖြစ်ခြင်းချွင်းချက်အနေနဲ့ဒေသခံအငိမ့်စားဝန်တန်းဖြစ်ပါကသက်ဆိုင်ရာရက်ွက်သို့မဟုတ်ကျေးရွာအုပ်စုတွင်တစ်ဆက်တည်းနှစ်နှစ်နေထိုင်သူကိုထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်လေးချက်ကရက်ရွာက ကြီးညိုလေးစားပြီးတိတ်ခါတမာသည့်ရှိသူဖြစ်ခြင်းနံပါတ်၅ပေးအပ်တဲ့ဒါဝင်ကိုထန်းဆောင်နိုင်စွမ်းရှိသူဖြစ်ခြင်း၆ နိုင်ငံတော်နှင့် ရက်ရွာဒေသ၏အကျိုးကို စေတနာထက်သန်စွာ တာဝန်ထမ်းဆောင်ရန်ဆန္ဒရှိသူဖြစ်ခြင်း9အတူနေမိသားစုဝင်များနှင့်လည်းအကျင့်စာရိတ္တကောင်းမွန်ပြီးရိုးသားဖြောက်မတ်သူများဖြစ်ခြင်း10တာဝန်ထမ်းဆောင်စေနိုင်ငံဝန်တန်းမဟုတ်ခြင်းလိုပဲဖြစ်ပါလေရက်ွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုရဲ့ယာဒူးတက်တန်းဟာတာမန်အဖြစ် နိုင်ငံတော်သမရရဲ့ယာဒူးတက်တန်းအတိုင်းပါပဲတက်တန်းဟာတစ်ဆက်ထဲနှစ်ကြိမ်ထက်မပူရပါဘူးရက်ွက်တော့မှုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုဟာနိုင်ငံတော်သမရရဲ့တက်တန်းသစ်ကာလအတွင်းရက်ွက်တော့မှုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှု အသစ်ရွေးချယ်ခန့်အပ်တာဝန်ပေးပြီးတဲ့အချိန်ထိတာဝန်ထမ်းဆောင်ရမှာဖြစ်ပြီးတော့လုပ်ငန်းတာဝန်တွေကိုစနစ်တကျလွှဲပြောင်းပေးရပါမယ် နောက်ပြီးတော့ရက်ွက်သုံးမှုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုဟာနိုင်ငံရေးပါတီတစ်ခုခုရဲ့အဖွဲ့ဝင်ဖြစ်နေရင်ရက်ွက်သုံးမှုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုအဖြစ်ခက်အပ်တာဝန်ပေးထားတဲ့နေရာစပြီးတော့မိမိတာဝန်ထမ်းဆောင်စဉ်တက်တန်းတွင်အဲ့ဒီပါတီအဖွဲ့အစည်းရဲ့ပါတီလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်တာမျိုး မလုပ်ရပါဘူး ဆယ်မဒေါ်လာတွေမှာကနော်ရက်ွက်သွို့မှုကြေးရအုပ်စုအုပ်ချုပ်ရေးမှုရွေးချယ်တင်မြှောက်ခြင်းနဲ့ပတ်သက်ပြီးတော့တည်တင်တည်တိုက်တာတွေကိုဆွေးနွေးပေးတဲ့ရက်ွက်အုပ်ချုပ်ရေးမှုနဲ့ရမီရက်ဖတွေကိုအထူးကျေးဇူးတင်ပါတယ်ရှင်ဆိုပြီးတော့ဒီစကားဝိုင်းလေးဆွေးနွေးပွဲတွေကိုအဆုံးသတ်ပါတယ်ကဲအခုတစ်ချက်ပြောပြပေးခဲ့တာလေးရတော့ရက်ွက်သွို့မှုကြေးရွာအုပ်စုအုပ်ချုပ်ရေးမှုရွေးချယ်တင်မြှောက်ခြင်းနဲ့ပတ်သက်တဲ့သကဝိုင်းဆွေးနွေးပွဲလေးကိုသားတို့သမီးတို့နဲ့အတူတူလေ့လာခဲ့တာလေးဖြစ်ပါတယ်နော်။ ကဲကျဲတို့ဆက်ပြီးတော့ရက်ွက်သုံးမုတ်ကြေးရွာအုပ်စုအုပ်ချုပ်ရေးမှုရဲ့လုပ်ငန်းတာဝန်ချို့တွေရနေပြီးတော့အချက်ကလေး၁၀ချက်ကိုကျဲနဲ့တူတူလေ့လာကြည့်ကြရအောင်နော်၁လုံခြုံရေးတရားဥပဒေစိုးမိုးရေးရက်ရွာအေဂျင့်တာယာရေးနဲ့ပြည်သူအကျိုးပြုဆောင်ရွက်ရေး၂ရက်ွက်သုံးမုတ်ကြေးရွာအုပ်စုတွင် နေထိုင်သူများရဲ့စီကံထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းတာဝန်များဆောင်ရွက်ခြင်း၃ရက်ွက်သုံးမုတ် ကျေးရွာအုပ်စုအတွင်းနေထိုင်သူများရဲ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်း၄မှုကင်းများနှင့်ဒုစရိုက်မှုများ ဖော်ထုတ်ခြင်းသတင်းပေးတိုင်ကြားခြင်းဖမ်းဆီးအရေးယူခြင်းများနှင့်ဆက်လျင်း၍သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများအားသတင်းပို့ခြင်းနှင့်ကူညီခြင်း၅အတန်ချက်ဆက်ခွင့်ခွင့်တောင်းခံခြင်းကိုစီကံချက်တတ်မှတ်၍ခွင့်ပြုခြင်း ခွင့်ပြုချက်မရှိဘဲအတန်ချက်ဆက် ွင့်သူသို့မဟုတ်စီကံဖောက်ပြက်သူများအားအေးအေးယူခြင်းအေးအေးယူရန်အကြောင်းကြားခြင်း6ကုဆက်ယောဂါကြိုတင်ကာကွယ်ရေးမိဘေးကာကွယ်ရေးနဲ့မိငိမ့်သက်ရေးအများပြည်သူတို့အားနှောက်ယှက်မှုတားဆီးရေးတို့ကိုညွှန်ကြားချက်နဲ့အညီဆောင်ရွက်ခြင်း9ဖွားသည်မှတ်ပုံတင်စည်းင်းနဲ့အိမ်အောင်စု ပြောင်းရွှေ့ထွက်ခွာခြင်း ြောင်းရွှေ့ရောက်ရှိခြင်းနဲ့လူဦးရေစင်းများကိုအချိန်နဲ့တပြေးညီပြုစုခြင်းရှစ်မီးဘေးရေဘေးလေဘေး ငလျင်ဘေးစတဲ့သဘာဝဘေးအန္တရာယ်များကြိုတင်ကာကွယ်ရေးနဲ့သဘာဝဘေးအန္တရာယ်များကြာရောက်ပါကကယ်ဆယ်ရေးပြန်လည်နေရာချထားရေးလုပ်ငန်းများဆောင်ရွက်ခြင်းကိုရက်ွက်သို့မဟုတ်ကျေးရွာအုပ်စုအစင်ဌာနဆိုင်ရာအဖွဲ့အစည်းများ၏လုပ်ငန်းတာဝန်များကို ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် ံ့ပိုးကူညီခြင်းတစဲသက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုများကဥပဒေနဲ့အညီပေးအပ်သော လုပ်ငန်းတာဝန်များစောင့်ရွက်ခြင်းတို့ပဲဖြစ်ပါတယ်။ကဲကျေလို့ဆက်ပြီးတော့အောက်မှာဖော်ပြထားတဲ့ရက်ွက်သို့မဟုတ်ကျေးရွာအုပ်စုတွင်နေထိုင်သူများရဲ့တာဝန်ဝတ္တရားတွေကိုလေ့လာဆွေးနွေးကြကြရအောင်။တရက်ွက်သို့မဟုတ်ကျေးရွာအုပ်စုတွင်နေထိုင်သူများကနော်အဲ့တင်မာမသုံးခုရှိသေးတယ်နော်။ကကြီးက မှုကင်းများဒူးစိုက်မှုများနှင့်ဆက်လျင်း၍သက်ဆိုင်ရာသို့တည်ပြီးပို့ရမည်။ခါခွေတိရိစ္ဆာန်များစနစ်တကျမွေးမြူရန်သတ်မှတ်ထားတဲ့ညွှန်ကြားချက်ကိုလိုက်နာရမည်။ကားငယ်မွေးဖွားခြင်း၊သေဆုံးခြင်းနဲ့အိမ်နောင်စု ပြောင်းရွှေ့ထွက်ခွာခြင်း၊ပြောင်းရွှေ့ရောက်ရှိခြင်းတို့ကိုတည်ပြီးပို့ရမည်။နံပါတ်၁ချက်မှာဒီ၃ခုပါဝင်ပါတယ်เนาะနံပါတ်၂ရက်ွက်သုံးမှုကြေးရွာအုပ်စုတွင် နေထိုင်သူကအတန်ချက်ဆက်ဖွင့်လိုပါကသက်ဆိုင်ရာရက်ွက် သို့မဟုတ်ကြေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံမှခွင့်ပြုမဲ့ရယူရမယ်ပြင်တတ်မှတ်ထားတဲ့စီကံချက်များကိုလည်းလိုက်နာရပါမယ်။၃ရက်ွက်သို့မဟုတ်ကြေးရွာအုပ်စုတွင် နေထိုင်သူဟာဒေသခံပြည်သူများရဲ့အကျိုးစီးပွားကိုတတ်ရိုက်ဖြစ်စေသွယ်ဝိုင်းရေးဖြစ်စေထိခိုက်နစ်နာစေရန် ပြုလုပ်ခြင်းကိုရှောင်ကျဉ်ရမယ်။၄ဘေးအန္တရာယ်တစုံတရာကြားရောက်ပြီးအရေးပေါ်အခြေအနေပေါ်ပေါက်တဲ့အခါမှာရက်ွက်သို့မဟုတ်ကြေးရွာ အုပ်စုအတွင်းနေထိုင်သူဟာအများပြည်စုအကျိုးငါဓာတ်ရိုက်အကျိုးပြုတဲ့လုပ်ငန်းများကိုကူညီဆောင်ရွက်ရမှာဖြစ်ပါတယ်။ကဲရေကဆက်ပြီးတော့ရက်ရွာအလှဆိုတဲ့ကဗျာလေးကိုဖတ်ပြပေးမယ်နော်။ရက်ရွာအလှငါညီပြောင်းဝင်းမောင်သစ်စင်မင်းဤသားငယ်တက်20သည်ဘေရက်ရွာကိုကြိုက်သည်။သူ့ဝင်းသူ့အိမ်သူ့ဂုံရှိန်နှင့်ငါအိမ်ငါဝင်းငါခုံတင်းဤဝင်းအိမ်ဘေညာနီးကြပါလေ မလာမသွားမန်စည်းတား၍မကြားမမြင်မခေါ်ခြင်းသည် မခင်တော့ခတ်ထိုအရာသူအိမ်ငါဝင်းအချင်းချင်းတက်သူဝင်းငါအိမ်အချင်းချင်းတက်သူအိမ်ကိစ္စငါအိမ်ငါတက်ငါဝင်းကိစ္စသူဝင်းကတက်ထိုမှရွာမှုအယက်မှုကိုပေါင်းစုတိုင်ပင်လုပ်ငန်းတွင်သည်ခင်မင်လွတ်လပ်ထိုအရာ ဆရာစောကြီးကရေးသားခဲ့ပါတယ်ဒီကဗျာလေးကိုဆရာစောကြီးကရေးသားထားပါတယ်ရရအလှဆိုတာကြတော့လှပ၍နော်ရှုကျင်စပွဲတင့်တယ်ပြီးတော့နေကျင်စပွဲကောင်းတဲ့လူအများနေထိုင်ရာဒေသကိုပြောတာဖြစ်ပါတယ်ကဲအဲ့ဒါနေဆက်ပြီးတော့ငါညီပြောင်းဝင် မောင်သစ်စင်မင်းဤသားငယ်သက်20တိဘေရက်ရွာကိုကြိုက်တည်းငါညီမောင်သစ်စင်တဲ့နော်အသက်20အရွယ်ရှိတဲ့မင်းရဲ့သားငယ်ရာ ဘေရက်ရွာကိုကြိုက်တနည်းတဲ့ဆိုသူကဒါလေးနဲ့အစပြုထားတယ်နော်ဆက်ပြီးတော့ကြည့်ရအောင်သူ့ဝင်းသူ့အိမ်သူ့ဂုံရှိန်နဲ့ငါအိမ်ငါဝင်းငါဂုံတင်းဤဝင်းအိမ်ဘညာနီးကြပါလေမလာမသွားမန်စီးတား၍မကြားမမြင် မခေါ်ခြင်းသည် မခင်တော့ခတ်ထိုအရက်တဲ့နော်ရက်ရွာအရက်တခုကဘလို့လဲဆိုတော့သူ့ ဝင်းအိမ်သူဝင်းသူ့အိမ်လေးနဲ့ပဲနေကြတယ်เนาะသူဝင်းသူ့အိမ်နဲ့သူ့ဂုံရှိန်နဲ့သူဟာသူတီချနေကြတယ်ဒီဘက်ကလည်းငါဝင်းငါအိမ်ဆိုပြီးတော့ငါဂုံရှိန်နဲ့ပဲတီတီချာချာနေကြတယ်ခတ်တင်းတင်းနေကြတယ်ပေါ့เนาะတရားတရားအခေါ်ပြောမရှိဘူးအဲဝင်းအိမ်နေရလဲဘေးဘက်ဘေးညာတွေမှာနီးနီးနန်းနားလေးတွေရှိတယ်ဒါပေမဲ့လည်းမတော်မလာကြဘူးမခေါ်မပြောကြဘူးဘာတွေဖြစ်နေလဲဆိုတော့မန်စီးတားရွေတဲ့เนาะမန်နေတက်နေကြတယ်ဟာလား တရားတရားမခေါ်မပြောကြဘဲနဲ့မန်နေတက်ပြီးတော့အဲတရားတရားမကြားကြဘူးမမြင်ကြဘူးမခေါ်ကြဘူးမပြောကြဘူးเนาะခင်ခင်မင်မင်မရှိကြဘူးပေါ့အဲခင်ခင်မင်မင်ကသူ့အိမ်မှာလဲသူ့ဟာဆိုသူ့ဝင်းသူ့အိမ်ကိုလဲတော့ခတ်ထားတယ်ဒီဘက်ကလဲငါဝင်းငါရဲ့သူ့ဟာသူတော့ခတ်ထားပြီးတော့တီးကြတော့ခတ်ပြီးတော့နေကြပါလေတဲ့ဒါကရရွာတစ်ခုနောက်တစ်ခုဆက်ကြည့်ရအောင်ငါအိမ်ငါဝင်းချင်းချင်းတက်သူ့ဝင်းငါအိမ်အချင်းချင်းတက်သူ့အိမ်ကိစ္စငါအိမ်ငါတက် ငါဝင်းကိစ္စသူ့ဝင်းကတဲ့ထိုမရွာမှုအယက်မှုကို ပေါင်းစုတိုင်မင်းလုပ်ငန်းတွင်သည် ခင်မင်လွတ်လပ်ထိုရဲ့ကဲနောက်ဆုံးစာပိုက်လေးရဲ့အဓိပ္ပာယ်ကတော့နော်နောက်ထပ်ရက်ရွာတစ်ခုဖြစ်တယ်နော်သူ့အိမ်ငါဝန်းအချင်းချင်းကိုလူဆက်ဆံကြတယ်နော်သူ့ဝင်းငါအိမ်ကိုလည်းအချင်းချင်းခါခါသွားလာကြတယ်သူ့အိမ်ကိစ္စရှိလို့ရှိရင်လည်းငါအိမ်ကိစ္စအတိုင်းပဲငါဝန်းကိစ္စရှိလို့ရှိရင်လည်း သူဝင်းကိစ္စအတိုင်းပဲကူညီကြတယ်နော်အဲဒီကနေတဖန်ဘာဆက်ပြုလုပ်လဲဆိုရက်ရွာမှုကိစ္စတွေကိုလည်းစုပေါင်းတိုင်ပင်ပြီးတော့လှုပ်ဆောင်ကြတယ်တိန်နဲ့တိန်နော်ဝင်းတဝင်းနဲ့တဝင်းခင်ခင်မင်မင်ရှိကြတယ်လွတ်လွတ်လပ်လပ်ပျော့ပျော့ရွှွှွှင်နေကြတယ်အဲ့ဒီရက်ကလေးရာဆိုလို့ရှိရင်နော်အဲ့ဒီရွာလေးရာဆိုလို့ရှိရင်အလွန်ပျော်မွေ့ပွဲကောင်းပါတယ်တဲ့နော်ကဲဒီကြပြာလေးရာဆိုလို့ရှိရင်နော်ထိုရက်ရွာနှစ်ခုအနက် မိသည့်ရက်ရွာကိုငါညီမောင်တစ်စင်းရဲ့သားကကြိုက်နှစ်သက်ပါသည်ဟု မိထားလာဖြစ်ပါတယ်။ကဲဒီသင်ငန်းစာရဲ့အဓိကချက်ကလေးတွေကိုဆက်ပြီးတော့လေ့လာလိုက်ကြရအောင်။အဓိကချက်တွေကတော့နော်ရက်ရွာအတွင်းမှာကျင့်သုံးတဲ့စီမင်းစည်းကမ်းဥပဒေတွေကိုလိုက်နာကျင့်သုံးခြင်းအပြင်ရက်သူရွာသားကောင်းများဖြစ်လာမယ်။ရရွာဒေသဆိုင်ရာစီမင်းစည်းကမ်းဥပဒေတွေကိုလိုက်နာဆောင်ရွက်ခြင်းဖြင့်လုံခြုံအေးချမ်းတဲ့ရရွာကို ဖန်တီးဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒီနေ့ရှေ့ပြောပြပေးခဲ့တဲ့အကြောင်းအရာတွေကတော့အခန်း၃စီကန်းနှစ်ဥပဒေရဲ့သင်ခန်းစာနှစ်ရက်ရွာရေးရာတိမှတ်စရာအကြောင်းပဲဖြစ်ပါတယ်။ဒါတို့သမီးတို့လည်းနော်ကိုနေထိုင်ရာရက်ွက်မြို့ရွာတွေမှာအချင်းချင်းချစ်ချစ်ခင်ခင်စီစီလုံးလုံးနဲ့အပြန်အလှန်ကူညီရိုင်းပေးမှုတွေနဲ့နေထိုင်တဲ့ပျော်ရှင်စရာကောင်းတဲ့အသာရလှပတဲ့ရက်ရွာတွေမှာနေထိုင်ပြီးတော့ရက်ရွာအကျိုးတွေကို သေဘိုးနိုင်တဲ့သူတွေဖြစ်ကြပါစေ။ဒီနေ့ဒီချေတင်ကြားပေးခဲ့တဲ့သင်ခန်းစာလေးကိုသားလို့သမီးလို့လည်းနားလေသဘောပေါက်လိမ့်မယ်လို့ချေမျှော်လင့်ပါရစေ။နောက်သင်ခန်းစာမှာချေလို့ပြန်တွေ့ကြမယ်နော်။